ီပွဲကိုမြမအမျိုးသားရေးကွန်ရက်ကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးမဒူကွဲပြားပါတီရဲ့ဥက္ကဋ္ဌဦးနေမျိုးဝေကလည်းပုံမှန်59စာလုံးမပြင်ဆင်ရေးကိုဟောပြောခဲ့ပါဗျာ ီပုံမှောက်ကိုမထောက်ခံတဲ့လူတွေအနေနဲ့ဒါဟာလူတူးတယောက်သမရမဖြစ်ဖို့ဥတည်ရေးဆွဲထားတဲ့ပုံမှန်ဖြစ်တာကြောင့်ပဲဖြစ်တဲ့လို့ဝေဖန်ပြောဆိုနေပါတယ်59စာလုံးဆိုတာကန့်တတ်တယ်ဆိုတာကမရှိသင့်ဘူးမဖြစ်သင့်ဘူးအဲ့ဒါကလည်းသူအတီးရဖို့အတွက်ကို2008ဖွဲ့စည်းပုံအချိန်ကောင်းတယ်ဆိုတာကဒီနာကိဖြစ်နေတဲ့အချိန်မျိုးမှာပေါ့ဒီဟာမျိုးကကောက်လုတ်လိုက်တဲ့အခါကျတော့ဒီထောက်ခံမှုမျိုးရဲ့ညာဒါအတီးဖြစ်နေတဲ့ကိစ္စဒါလည်းလူတူးတယောက်ပေါ့လေအဓိကတော့ကျွန်တော်တို့ရဲ့အဲမျိုးသားခေါင်းဆောင်ခေါင်းဆန်းစုကြည်ဟို ကင်မရာဖြစ်ဖွယ်မရရေးဘူးဥတီဗီလောက်ထားတယ်လို့ဖြစ်နေကြဆိုအတွက်ကိုကျွန်တော်တို့ကဒေါ်ဆန်းစုကြည်ရတဲ့နေဆိုတော့အတွက်ပြင်ခိုင်းတာမဟုတ်ဘူးဘယ်သူမဆိုပေါ့တိုင်းပြည်အတွက်ကိုယ်နိုင်ငံအတွက်ကောင်းဖို့ဥလူမျိုးတွေအတွက်ကောင်းစားဖို့အတွက်ကိုတကယ်အရေးချင်းရှိတဲ့လူဖြစ်ရင်ဒီ59စာလုံးနဲ့ကန့်ထားစရာမလိုဘူးဆိုတဲ့အမြင်မျိုးကျွန်တော်ရှိတယ်ထောက်ခံတဲ့လူတွေအနေနဲ့ကတော့ပုံကိုရေးမပါပဲဥပဒေကိုလိုင်နာဆောင်ထိုင်ခြင်းဖြစ်တယ်လို့ပြောဆိုပါတယ်လွတ်လပ်ရေးနဲ့အချုပ်ချာအာဏာကိုအန်ယူကတော့တာမုတ်ထားရမယ်တိုင်းနာစီလုံးညီညွတ်တာမုတ်ထားရမယ် နိုင်ငံတော်နဲ့နိုင်ငံသားအပေါ်မှာတက်ဆောက်ဆောင်သည့်ရိုသေရမယ်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာရမယ်အဲ့လိုဆိုတဲ့အခါမှာဒီဘာပဲဖြစ်နေတယ်တကယ်လို့ကိုလိုချင်တာရှိတယ်ဆိုရင်လည်းဘောင်တွဲကနေတောင်းရမယ်အဲ့ဒီဟာဒီလွတ်လိုက်တဲ့အချုပ်ချာအနာကိုကာကွယ်ထားတယ်လို့ဟိုးအရင်47မှာကလေးကပါတယ်အခုက47ကိုရှော့ပေးလိုက်လို့50ကိုဖြစ်သွားတာအဲ့ကြတော့အနီဝိုင်းတဘောအဲ့ဒါဒီအခြေခံဥပဒေပါပုံမှန်59စာလုံးကိုထောက်ခံရေးအသိပညာပေးဟောပြောပွဲမှာသူတို့အနေနဲ့2008ဖွဲ့စည်းပုံကိုလည်းထောက်ခံကြောင်းထည့်သွင်းဟောပြောသွားပါတယ်။ Thank you. ပါဇီဘုံအခြေခံဥပဒေပါပုံမှန်59အရာဆိုရင်မိသားစုဝင်နဲ့မှာနိုင်ငံသားပါဝင်နေရင်တမနာဖြစ်ခွင့်မရှိဘူးလို့ဖော်ပြထားတာကြောင့်နိုင်ငံသား၂ယောက်ရဲ့မိခင်ဖြစ်တဲ့တောင်ဆန်းစုကြည်ဟာတမနာဖြစ်ခွင့်မရှိပါဘူး ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီကလည်းပုံမှန်59စာလုံးမပြင်းရေးလက်မှတ်သိမ်းကြော်ကိုအခြေခံဥပဒေလေးလာသုံးသပ်ရေးပူးပေါင်းကော်မတီကိုတင်ပြခဲ့တာလည်းရှိပါတယ်တစ်ဖက်မှာလည်းမြန်မာနိုင်ငံရဲ့မျိုးကြီးတချို့မျိုးငယ်တော်တော်များများမှာ59စာလုံးပြင်ဆင်ရေးဆန္ဒဖော်ထုတ်မှုတွေအများပြားရှိခဲ့ပါတယ်ကျွန်တော်ထွန်းကျော်သတင်းပေးပို့ထားတာပါ